အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လွတ်ရက်စေနိုင်ငံရေးအကျဉ်းသူတွေကိုပြန်လည်ဖမ်းဆီးခံရမှုအပေါ် WOPP ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။အခုနှစ်အတွင်းအကျဉ်းထောင်တွေကနေလွတ်ရက်စေနိုင်ငံရေးအကျဉ်းသူတွေကိုအကြံဖတ်ပုံမှားတွေနဲ့ပြန်လည်ဖမ်းဆီးတာတွေပုံမဆိုးရွားနေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ကဒီနေ့အောက်တိုဘာလ23ရက်နေ့မှာထုတ်ပြန်ပါတယ်။အကျဉ်းထောင်တွေကနေလွတ်ရက်စစ်ပြီးပြန်လည်လွတ်မြောက်လာတဲ့နိုင်ငံရေးအကျဉ်းသူတွေကိုစစ်အုပ်စုကထောင်ပူဝမှာပြန်လည်ဖမ်းဆီးတာတွေလွတ်ရက်စစ်ကနေနိုင်ငံရေးအကျဉ်းသူတွေကိုတခြားမသက်ဆိုင်တဲ့ပုံမှားတွေတက်ပြီးနောက်ထပ်အမှုကတ္တာတွေဟာအခုနှစ်ထဲမှာပိုပြီးလှုပ်ဆောင်လာတာဖြစ်တယ်လို့ WOPP ကဖော်ပြပါတယ်။ဒီလပိုင်းအတွင်းမှာပဲနိုင်ငံရေးအကျဉ်းသူနှစ်ဦးပြန်လည်ဖမ်းဆီးခံရတာမျိုးရှိတယ်လို့နိုင်ငံရေးအကျဉ်းသူများအဖွဲ့ဦးဆောင်တာဝန်ခံ မဆူဆူမေယွန်ကသတင်းဌာနကိုပြောပါတယ်စစ်ကောင်စီတပ်ရဲ့လုပ်ရက်တွေကလူခွင့်ရေးကြီးညာစာတမ်းအရာတရားမဲ့ဖန်စီခြင်းမပြုလုပ်ရဆိုတဲ့အချက်ကိုပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်ပါတယ်။ဥပမာဆိုရင်ယခုလပိုင်းအတွင်းမှာပဲအချင်းထောင်ကနေမမိုးဆန်းစုကြည်နဲ့မမေမြတ်သူလူရက်စစ်နိုင်ငံရေးအချင်းသူနှအုပ်ကိုထောင်ဘူးဝမှာပဲပြန်လည်ဖန်စီခဲ့ပါတယ်။ဒီလိုပဲလွတ်ခါနီးနိုင်ငံရေးအချင်းသားတွေကိုမသက်ဆိုင်တဲ့အမှုတွေနဲ့ချက်အမှုကတ္တာတွေလည်းရှိနေပါတယ်။ဒီလိုအခြေအနေတွေကိုလူခွင့်ရေးကောက်ွယ်စောင့်ရှောက်သူတွေအပါအဝင် ပြည်သူလူထုကလည်းအကျဉ်းထောင်အတွင်စောင့်ကြည့်လေ့လာမှုတွေကိုဝိုင်းဝန်းပြုလုပ်ပေးကြဖို့လိုပါတယ်။ဒါပြင်စစ်ကောင်စီတည်းရဲ့လှုပ်ဆောင်နေတာတွေဟာနိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်မဲ့အပေါ်တမင်ရည်ရွယ်ချက်ရှိရှိနဲ့လူသလိုဥပဒေတွေကိုအသုံးချနေတာဖြစ်ပြီးအခုလိုကျူးလွန်နေမှုတွေကိုနိုင်ငံရေးအကျဉ်းသူများအဖွဲ့ကလူခွင့်ရေးကောက်ခွင့်စောင့်ရှောက်သူတွေလူခွင့်ရေးဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းပြီးအကျဉ်းထောင်တွေကနိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်ရေးအတွက်စောင့်ကြည့်စုံစမ်းသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာအတည်ပြုထားပါတယ်။ အာနာသိန်းစိုးစုဟာလူရဲ့စေလို့လှုပ်ပေးရမယ့်သူတွေကိုပြန်မလှုပ်ပေးပဲနောက်မှုကတ်တွေထပ်ထောင်နေပြန်ထည့်တာတွေဇက်တိုက်လို့ဆောင်နေပါတယ်။သတင်းဌာနကရရှိထားတဲ့စာရင်းအရာနောက်မှုကတ်ပြန်လည်ဖမ်းဆီးခံရသူတွေဟာဒေါအောင်ဆန်းစုကြည်တက်တော်ဆောင်မတ်ချယ်ရီတန် NLD ပါတီဗဟိုလူငယ်တာဝန်ခံမမိုးဆန်းစုကြည်အော်တိုဘတ်ရက်နေ့တာယောက်ရီထောင်ကပြန်လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသူတက်ဦးနိုင်ငံရေးအကျဉ်းသား၆ဦးနဲ့အခု၁၀ရက်ကလွတ်ရက်စေလို့ပြန်လည်လွတ်မြောက်ရမယ်၈၈ငြိမ်းချမ်းရေးနဲ့ ွင်လင်းလူအဖွဲ့အစည်းကကိုစောဝင်းမောင်တို့ဟာအကြံဖတ်ပုံမှားတွေနဲ့နောက်မှုကတ်ခံရပြီးထောင်ထဲပြန်ထည့်ထားခံရတာပါဆက်လက်ပြီးအောက်တိုဘာပထမပတ်အတွင်းအကြံဖတ်စေအုပ်စုကိုစွန့်ခွာကာအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ15ဦးရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အော်ရိုဘာလပထမပတ်အတွင်းအကြံဖတ်စစ်အုပ်စုကိုစွန့်ခွာကာအလင်းဝင်လာတဲ့စစ်သားနေရှည်15ဦးရှိပြီးစစ်တုံးမှအဖြစ်ဖမ်းဆီးရမိသူ40ဦးရှိခဲ့တယ်လို့ဖြီးသူပန်းတိုင်ကဒီနေ့မှထုတ်ပြန်ပါတယ် အလင်းဝင်လာတဲ့စစ်သား14ဦးနဲ့ရဲတအုပ်တို့ဖြစ်ပြီးအလင်းဝင်စစ်သား14ဦးအနက်10ဦးမှာအာရမစစ်မှုရန်တပ်သားအသစ်များဖြစ်တယ်လို့ဆိုပါတယ်။အလင်းဝင်လာတဲ့စစ်သား14ဦးကချင်းပြည်နယ်မှာ2ဦး၊ပဲခူးတိုင်းမှာ1ဦး၊ရန်ကုန်တိုင်းက1ဦး၊တနင်္သာရီတိုင်းမှာ3ဦး၊ကရင်ပြည်နယ်မှာ3ဦး၊ကရင်နီပြည်နယ်မှာ3ဦးတို့ဖြစ်ပြီးမကွေးတိုင်းမှာရဲတပ်သားတအုပ်တို့ဖက်ပြောင်းခုလုံခဲ့တာပါစစ်တုံးမှအဖြစ်ဖမ်းဆီးခံရသူ40ဦးဖြစ်ပြီးစစ်သား30ဦးနဲ့ပြည်သူစစ်9ဦးတို့ဖြစ်ပါတယ် စစ်တုံးမှန်အဖြစ်ဖမ်းဆီးရမိတဲ့စစ်သား32ဦးအနက်23ဦးမှာအာရမစစ်မှုရန်တပ်သားများဖြစ်တယ်လို့ပြောပါတယ်။တိုက်ပွဲတွင်ဖမ်းဆီးရမိတာကတော့မကွေးတိုင်းမှာစစ်သား28ဦး၊စကိုင်းတိုင်းမှာ4ဦးလို့ဖြစ်ပါတယ်။ဖမ်းဆီးရမိတဲ့ပြည်သူစစ်ကိုဦးကတော့စကိုင်းတိုင်းမှာ9ဦးနဲ့မန္တလေးတိုင်းမှာ2ဦးလို့ဖြစ်ပါတယ်။2025ခုနှစ်ဇန်နဝါရီလမှအောက်တိုဘာလပထမပတ်အထိအကြံဖက်စစ်အုပ်စုဘက်မှအလင်းဝင်ပူပေါင်းတဲ့လက်နက်ချစစ်တုံးပန်းစုစုပေါင်း2186ဦးတိရှိခဲ့တယ်လို့ပြည်သူ့ပနိုင်ကထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်းမေတီလာမြို့တွင်ခင်းလဲ့နေသည့်ရဲကားကိုလက်ပြပုံပြစ်သွင်းတိုက်ခိုက်ရာရဲနှစ်ဦးသေဆုံးခဲ့ကြောင်းစေတန်ယူကြီးအဖွဲ့မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါသည်။ရမနီအော်တိုဘားလ12ရက်နေ့နနက်7:00နာရီခန့်တွင်မေတီလာမြို့အနောက်ဘက်မှခင်းလဲ့ပြီးပြန်လာသောရဲကားသည်မြို့တွင်သို့ပြန်လည်ဝင်ရောက်လာချိန်ပညာရေးတက္ကသိုလ်အနီးတွင်လက်ပြပုံပြစ်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။ ရှင်တိုက်ခိုက်မှုတွင်ရဲနှစ်ဦးကွဲချင်းပြီးတေဆုံပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကြောင့်ထိုထိခိုက်ဒဏ်ရာရရှိခဲ့သောရဲများကို မိတိလာဆေးရုံသို့ပို့ဆောင်က အရေးပေါ်ကုသနေရကြောင်းသိရပါသည်။ရဲခွေကကမိတိလာမျိုးအနောက်ဘက်မှကင်းပတ်ပြန်လာပြီး မျိုးတွင်းပြန်ဝင်လာချိန်မှာကျွန်တော်တို့စေတန် UG အဖွဲ့က၄ရက်ကြာစောင့်ကြည့်ပြီးမနေ့ကမနက်၁၇နာရီလောက်မှာပညာရေးတက္ကသိုလ်အနီးအယောင်လက်ပြပုံပြစ်သွင်းတိုက်ခိုက်ခဲ့တာပေါ့ရဲခွေးနှစ်ကောင်ကတော့ဖွဲ့ချင်းပြီးတည်ဆုံနေကြံရဲခွေးတွေလည်းထိခိုက်ဒဏ်ရာရပြီးစေယုံကိုပို့ဆောင်ထားတယ်လို့သိရတဲ့ဟုစေတန် UG အဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကစေတန် UG အဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးထိုလိုင်းရဲဘော်များအထိကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတော်လန်ရတော့မိအချိန်ရောက်ပြီဟုအဖွဲ့အစည်းနှင့်ခေါင်းဆောင်များလက်ခံကြောင်းဒေါက်တာဇော်ဝေစိုးပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်လက်ရှိအချိန်ဟာအားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတော်လန်တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကိုပြောဆိုခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးကအတည်ပြုလာပါတယ်။ဒေါက်တာဇော်ဝေစိုးဟာ NUG အစိုးရရဲ့ Stage Media ဖြစ်တဲ့ PVTV နဲ့တည်တံ့တွေ့ဆုံမေးမြန်းခန်းမှာအခုလိုပြောဆိုခဲ့တာလို့သိရပါတယ်။အခုချိန်ဟာ2025-2026ဟာလူစုချင်းတက်ဖွဲ့ချင်းဒတိတာချင်းစဉ်းစားရမယ့်ဒတိတာချင်းတိုက်ရမယ့်တော်လန်ရမယ့်အချိန်မဟုတ်တော့ပါဘူး။အားလုံးပေါင်းစည်းပြီးတပြိုင်နက်တည်းတက်ညီလက်ညီအလုပ်လုပ်ရတော့မယ့်အချိန်တော်လန်ရမယ့်အချိန်တိုက်ပွဲဝင်ရတော့မယ့်အချိန်ဖြစ်တယ်လို့လည်းကျွန်တော်အဖွဲ့အစည်းအသီးသီးနဲ့ခေါင်းဆောင်တွေကပြောပြပါတယ်။အားလုံးကလည်းယုံကြည်လက်ခံကြပါတယ်လို့ဒေါက်တာစောဝီဆိုကပြောဆိုပါတယ်။ ပြည်ရင်းကိုပြန်လည်ရောက်ရှိတာလှပိုင်းသာရှိသေးတဲ့ဒေါက်တာဇော်ဝေစုဟာတိုင်းဒါကောင်းဆောင်တချို့နဲ့လိုက်လံတွေ့ဆုံတာတွေလည်းရှိနေပါသေးတယ်။မကြမီအချိန်အတွင်းမှာတိုးတက်ပြောင်းလဲမှုတွေနဲ့စူးစီးညှိညွတ်မှုတွေပေါင်းစပ်မှုတွေပေါ်ပေါက်လာမယ်လို့ကျွန်တော်မြင်ပါတယ်လို့ဒေါက်တာဇော်ဝေစုကပြောဆိုထားပါတယ်။ကျမရဲ့တင်တဲ့ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရွှေလန်းချမ်းမြေကြပါစေရှင်။